ဒါပေမဲ့မစတင်ခင်မှာတော့ကျွန်တော်တို့အားလုံးနောင်ဘဝမှာကောင်းချီးမင်္ဂလာတွေရရှိနိုင်ဖို့အတွက် comment မှာမေတ္တာပို့သပေးခဲ့ကြပါဦး။နောက်ထပ်တင်ဆက်မယ့်စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုလက်မလွတ်ရလေအောင် subscribe ခလုတ်လေးကိုလည်းနှိပ်ထားပေးကြပါဦးခင်ဗျာ။ညှော်လင့်ချက်မီတော့ရန်ကုန်မြို့ရဲ့ပူပြင်းချစ်ချစ်တောက်နေတဲ့မြေအောင်အောက်မှာစူးလေဖျားလမ်းမကြီးဟာမော်တော်ယာဉ်တွေရဲ့စူညံတန်တွေနဲ့ပြည့်နေနေပါတယ်။ မော်တော်ဆိုင်ကအိတ်စုံငွေတွေဟာလမ်းဘေးပလက်ဖောင်းပေါ်ကအသားကင်တဲ့တွေရဲ့ငွေရနှက်နဲ့ရောထွေးနေတယ်။အဲ့ဒီလူထုဘုံဘုံလေးမှာအသက်38နှစ်အရွယ်ဒေါခင်အေးတယောက်သူ့ရဲ့တဦးရေသောသားအခုအသက်22နှစ်ရှိပြီဖြစ်တဲ့မောင်စုံမင်းအတွက်ရုံးကန်နေရတဲ့တခုလက်မိခင်တယောက်ရဲ့ကြန့်ခိုင်မှုကိုထင်ဟနေတဲ့မျက်ဝန်းတွေနဲ့အတူချွေးတွေဆူရွှဲနေတဲ့မျက်နာနဲ့သူ့ရဲ့ဆိုင်ကအဟောင်းလေးကို မောင်းနှင်ပြီးဈေးကိုထွက်လာခဲ့ပါတယ်။ ဲ့ဒီဆိုင်ကအဟောင်းလေးဟာဒေါခင်အေးအတွက်ဈေးနဲ့မျိုးစုံကသူ့ရဲ့ကုံစုံဆိုင်လေးကိုဆက်သွယ်ပေးတဲ့တခုတည်းသောအဖိုးတန်ပို့ဆောင်ရေးရင်ပါပဲ။ရုတ်တရက်တစ်ဖက်ရင်ကျောကနေမီးပွိုင်းကိုဖျက်ကျော်ပြီးအရှိန်ပြင်းပြင်းမောင်းလာတဲ့ light truck ကားတစ်စီးပေါ်လာတယ်။ဒေါခင်အေးကရှောင်ဖို့စူးစမ်းလိုက်ပေမဲ့သူ့ဆိုင်ကရှေ့ပြီးက platform နဲ့ချိန်မိသွားခဲ့တယ်။မျက်စိတမိတ်အတွင်းမှာပဲသူ့ခန္ဓာကိုယ်ဟာကတရားလမ်းပေါ်ကိုလွင့်ဆင်သွားခဲ့ပါတယ်။ လန်းသွားလန်းလာတွေရဲ့အဟိတန်တွေဟာလေထုထဲမှာပြန့်လွင့်သွားတယ်။သူ့ခြေထောက်ကဒံယာကနေသွေးတွေစီးကြလာပြီးသူ့ရဲ့အချစ်ဆုံးဆိုင်ကလေးဟာလည်းကိုယ်တွေတွေပိန်ချိုင်ပြီးလဲကျနေပါတယ်။ဒေါခင်အေးထားဖို့စူးစမ်းပေမဲ့နာကျင်မှုကြောင့်ပြန်ထိုင်ကြသွားခဲ့တယ်။အဲ့ဒီလိုအဖြစ်နေချိန်မှာဝါဖြိုးတဲ့ခန္ဓာကိုယ်နဲ့ရဲတယောက်ရောက်လာတယ်။ရဲတကြက်ဥပကျော်အသက်45နှစ်သူဟာမောက်မာတဲ့အမူအရာနဲ့ကိုကျိုးရှာတတ်တဲ့အတွက် အဲ့ဒီနေမြေမှာလူတိများပါတယ်ဟေးကောင်မဒီဆိုင်ကဲကစီကန်းဖောက်ဖြက်တယ်ဖြစ်ကတဆန်းရဲ့လို့လမ်းပိတ်နေတာလို့ဥပကျော်ကဒံရရနေတဲ့ဒေါခင်အေးရဲ့အခြေအနေကိုလစ်လူရှုပြီးပေါင်ကောက်လိုက်တဲ့ချွေးရီဆိုးနေတဲ့သူ့မျက်နာဟာမထီမဲမြင်မှုအရာဖြစ်နေပြီးသူ့ရဲ့ယူနီဖောင်းဟာဖောင်းကားနေတဲ့ဝမ်းပိုက်ကြောင့်တင်းကျပ်နေတယ် ဒေါခင်အေးကမောဟိုင်းနေတဲ့အတန်နဲ့သူရင်တိုက်မှုဖြစ်သွားကြောင်းရှင်းပြဖို့ကြိုးစားတယ်။ဒါပေမဲ့ဦးပါကျော်ကဂယုမဆိုင်ဘူး။ဒီဆိုင်ကယ်ကိုတိမ့်မယ်မနှက်ဖြန်ရဲစခန်းမှာလာပြန်ယူလို့ပြောပြီးသူ့ရဲ့တပည့်တွေကိုဒေါခင်အေးရဲ့ဆိုင်ကယ်ကိုကင်းလက်ကားပေါ်တင်ခိုင်းလိုက်တယ်။မြင်တွေ့နေရတဲ့လူတွေကတော့တိုးတိုးလေးပြောဆိုနေကြပြီးဘသူမှဝင်မပြောရဲကြဘူး။ အဲ့ဒီညလှိုင်းသာယာမြို့နယ်ကရိုးရှင်းတဲ့အိမ်လေးထဲမှာဒေါခင်အေးဟာမောင်စော်မင်းရှိမှမျက်ရည်ကို ထိန်းထားခဲ့တယ်။သူ့ခြေထောက်ကိုရက်ွက်စည်းကမ်းကနေရာသလောက်ကုသမှုခံယူပြီးပတ်တီးနဲ့စီးထားတယ်။သားရဲ့အဲ့ဒီဆိုင်ကယ်ကငါတို့မှရှိတဲ့တခုတည်းသောအရာပဲအဲ့ဒါမရှိရင် အမေဈေးသွားလို့မရတော့ဘူးလို့တုံရင်နေတဲ့အတန်နဲ့ပြောလိုက်တယ်။ပိန်နေတဲ့ခန္ဓာကိုယ်နဲ့စိတ်သက်ပြင်းပြတဲ့လူငယ်လေးဇော်မင်းက လက်သီးကိုဆုပ်လိုက်တဲ့အမေစိတ်မပူပါနဲ့ကျွန်တော်အဲ့ဒီဆိုင်ကယ်ကို ပြန်ယူခဲ့မယ်လို့ဂတိပေးလိုက်ပေမဲ့သူ့စိတ်ထဲမှာတော့စိုးရိမ်မှုတွေနဲ့ပြည်နေခဲ့တယ်။နောက်တနေ့မှဇော်မင်းဟာမြို့ရဲကရဲစခန်းကိုသွားခဲ့တယ်။အဲ့ဒီမှာရဲတက်ချက်ဥပကျော်ကသူ့ကို ကောက်ကျစ်တဲ့အပြုံးနဲ့ကြိုဆိုတယ်။ဆိုင်ကယ်လာယူလာလား၊ဒဏ်ကြီးလေးသိန်းအရင်ပေးအဲ့ဒါစာရွက်စာတန်းကြီးတွေမပါသေးဘူးနော်လို့ကလတ်ထိုင်ပေါ်မှာမထီမဲမြင်ဟန်နဲ့မိထိုင်ရင်ပြောလိုက်တယ်။ ဇော်မင်းတုံလုပ်သွားတယ်လေးသိန်းလားဆရာကျွန်တော်အမေကရင်တိုင်းမှုရဲ့တားကောင်မှာတရခံမဟုတ်ဘူးလေဥပကျော်ကခဟဟရေလိုက်တယ်အမြန်ပြီးချင်ရင်ပေးလိုက်မပေးရင်တော့အဲ့ဒီဆိုင်ကယ်ပြန်ရမှာမဟုတ်ဘူးဇော်မင်းဟာဒေါသရီနဲ့အတူရဲစခန်းကနေထွက်လာခဲ့တယ်လေးသိန်းဆိုတာသူ့မိသားစုရဲ့တက်နိုင်စွမ်းထက်အများကြီးကျော်လွန်နေတဲ့ပမာဏဖြစ်ပြီးသူတခါမှမတွေးဘူးတဲ့ငွေပမာဏပဲ။ စိတ်ပြက်အားငယ်နေချိန်မှာ သူ့ရဲ့အိမ်ကြီးချင်းတက်မတော်ကဘုံမှုတူဖြစ်တဲ့ဘုံမှုတီတာအောင်ကိုသတိရသွားတယ်။အသက်35နှစ်အရွယ်ရှိတဲ့သူမဟာစစ်သားတယောက်ရဲ့ထုံးစံအတိုင်းပြက်သားပေမဲ့နှင်းချတဲ့စိတ်ထားရှိသူအဖြစ်လူသိများတယ်။ဘုံမှုတီတာအောင်ဟာကြန့်ခိုင်တဲ့ကိုဟန်နဲ့ဆူရှတဲ့အကြည့်တွေရှိပြီးအနီးအနားကဒေသခံတွေရဲ့ပြဿနာတွေကိုကူညီဖြေရှင်းပေးလေးရှိတယ်။ ညောင်လင်းချက်အပြည့်နဲ့ဇော်မင်းဟာအဲ့ဒီညမှာပဲဘိုးမူးတီတာအောင်ရဲ့အိမ်တကားကိုတွားခောက်ခဲ့တယ်။ဘိုးမူးကျွန်တော်တို့ကိုကူညီပါဦးကျွန်တော်အမေဒုက္ခရောက်နေပါတယ်။အခုသူ့ဆိုင်ကယ်ကိုရဲကအတိတ်ပဲမရှိတဲ့အကြောင်းပြချက်နဲ့တင်ထားတယ်လို့ဇော်မင်းကတုံရင်နေတဲ့အတန်းနဲ့ရှင်းပြတယ်။ဘိုးမူးတီတာအောင်ကမျက်မှောင်ကျုပ်ပြီးတေးသေးချာချာနားထောင်နေတယ် စိတ်အေးအေးထားပါဇော်မင်းကမနှက်ဖြန်ရဲစခန်းကိုလိုက်ခဲ့မယ်ဘာလို့လို့ရမလဲကြည့်ကြတာပေါ့လို့တီငိန်နဲ့အတန်နဲ့ပြောလိုက်တယ်။သူမရဲ့တီငိန်နဲ့အမူအရာနောက်ွယ်မှာတော့ဒီလိုအချင်းပြက်ချစားနေတဲ့စနစ်ကိုရင်ဆိုင်ရတာမလွယ်ကူဘူးဆိုတာကိုဘုံမှုတီတာအောင်သိနေခဲ့တယ်ရဲတက်ကြဥပကျော်နဲ့သူ့ရဲ့စိတ်နှောင့်ယှက်ဖြစ်စရာလောရဲ့တွေအကြောင်းသူမကြားဘူးထားတယ် အဲ့ဒီညသူ့ခန်းထဲမှာဘုံမူတီတာအောင်ဟာဆိုင်ကယ်တစ်စီးအတွက်တိုက်ပွဲတွေမဟုတ်ပဲဒေါခင်အေးနဲ့ဇော်မင်းအတွက်တရားမျှတမှုအတွက်ပါတိုက်ပွဲဝင်ဖို့ပြင်ဆင်နေခဲ့တယ်။ရန်ကုန်မြို့ရဲ့မနက်ခင်းဟာပြည်လန်းမဘော်ကရဲစခန်းတရှိရာနေရာကိုမြို့ခိုးပါးပါးလေးတွေနဲ့ဖုံးလွှမ်းထားပြီးပူအိုက်ဆွဆူနေတဲ့ဘုံမူတီတာအောင်ဟာတည့်ရက်တဲ့တက်မတော်ယူနီဖောင်းနဲ့အတူ ရဲစခန်းထဲကိုဝင်လာခဲ့တဲ့သူ့မျက်ဝန်းတွေဟာစိတ်ပိုင်းဖြတ်မှုတွေနဲ့ပြည့်နေတဲ့အသက်35နှစ်အရွယ်မှာသူမဟာအတွေ့အကြုံရှိတဲ့စစ်တီတဦးသာမကနိုင်သားရဒေသခံတွေလေးစားရတဲ့ယူသားဖြောင့်မတ်သူတဦးလည်းဖြစ်တယ် သူနောက်မှာဇော်မင်းက စိတ်လှုပ်ရှားစွာနဲ့လိုက်ပါလာတယ်။ဘုံမှုတီတာအောင်ရဲ့ပါဝင်မှုက သူ့မိရဲ့ဆိုင်ကယ်ကံကျမကိုပြောင်းလဲပေးနိုင်လိမ့်မယ်လို့သူမျှော်လင့်နေတဲ့ဒံယာကြောင့်နာကျင်နေစေဖြစ်တဲ့ဒေါခင်အေးကတော့အိမ်မှာပဲဆူတောင်းရင်းစောင့်နေခဲ့တယ်။ရဲစခန်းရဲ့ဝန်ဆောင်မှုပေးတဲ့အခန်းမှာရဲတကြက်ဥပကျော်ကစပွဲနောက်မှာထိုင်ပြီး အကျော်စုံတွေကိုဝါးစားနေတဲ့ဘုံမှုတီတာအောင်ချင်းကက်လာချိန်မှာသူ့ရဲ့ချွေးဆိုနေတဲ့မျက်နာက ဂယုမဆိုင်တဲ့ပုံစံပေါက်နေတယ်။မင်္ဂလာပါရဲတက်ကြက်ကြီးကျမကတက်မတော်ကဘုံမှုတီတာအောင်ပါမနေ့ကဆိုင်ကယ်အသိန်းခံရတဲ့ဒေါ်ခင်အေးကိုစားလာရောက်စုံစမ်းတာပါလို့ဘုံမှုတီတာအောင်ကပြက်သားပေမဲ့ထိမ့်ချုပ်ထားတဲ့အတန်းနဲ့ပြောလိုက်တယ်။ဥပကျော်ကသူ့ကိုတချက်ကြည့်ပြီးမထီမဲမြင်ပြုံးလိုက်တယ်။အဲ့ဒီဆိုင်ကယ်ကိစ္စလားသူ့သားကိုပြောပြီးသားပဲ။ဂန်ကြီးလေးသိမ့်ပေးမှ ပြန်ယူလို့ရမယ်လို့မောက်မာတဲ့လီတန်နဲ့ပြန်ဖြေတယ်။ ဘုံမှုတီတာအောင်မျက်မှောင်ကျုပ်လိုက်တယ်၄တိန်းလားဘလို့အခြေခံနဲ့လဲဆိုင်ကယ်ပိုင်ရှင်က ရင်တိုင်းမှုရဲ့တားကောင်ပါစီကံဖောက်ဖြက်သူမဟုတ်ဘူးသူ့အတန်ဟာတည်ငြိမ်နေပေမဲ့ဒေါသတန်ဆွတ်နေတယ် ဥပကျော်ကပခုံးတွန်းပြလိုက်တယ်အဲ့ဒီဟာအေးမကြီးတယ်လို့ပဲ ကျွန်တော်တို့စီကန်းကဒီအတိုင်းပဲတိန်းစီကစာရွက်စာတန်းကြီးတခြားဟာတွေအများကြီးပဲသဘောမတူရင်တရားရုံးမှာသွားရှင်းလို့ပြောပြီးအခန်းထောက်မှာတခိခိရဲနေတဲ့သူတပည့်တွေကိုလှမ်းကြည့်လိုက်တယ်ဘုံမူတီရာအောင်ရဲ့နောက်မှာရက်နေတဲ့ဇော်မင်းကလက်သီးကိုဆုပ်လိုက်တယ်သူမျက်နာဟာဒေါသကြောင့်နှီးမြန်းနေတယ် ဝမှုတီတာအောင်က မကြောက်ခဲ့ဘူးသူမဟာဥပကျော်ရဲ့စပွဲနာကို ပိုတိုးကပ်ပြီးစူးစိုက်ကြည့်လိုက်တဲ့ဥပဒေလုံထုံးလုံးကြီးတွေကိုကျမသိရဲ့ရဲတက်ချက်ကြီးတရားဝင်စာရွက်စာတမ်းမရှိပဲအကြောင်းပြချက်ခိုင်လုံမှုမရှိပဲတိမ့်စီတာဟာဥပဒေချိုးဖောက်မှုပဲတိမ့်စီခဲ့တဲ့စာရွက်စာတမ်းတွေကိုအခုချက်ချင်းပြပါ အခန်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်။ဥပကျော်ရဲ့တပည့်တွေရေတာရက်သွားပြီးစာရွက်စာရန်ကိစ္စလာလုံနေတဲ့ဒေသခံတချို့ကဆက်စုပြီးလှဲကြည့်ကြတယ်။ဥပကျော်ကကနာမငြိမ်ဖြစ်သွားပေမဲ့သူ့မာနာက သူ့ကိုနောက်ဆုတ်ခွင့်မပေးဘူး။တိတက်မနေနဲ့ဘုံမူဒါရဲကိစ္စတက်မတော်ကိစ္စမဟုတ်ဘူးလို့အတန်ကြဲကြဲနဲ့ပြန်ပြောတယ် အိမ်မှာတော့ဒေါခင်အေးကတစ်သားကိုလထိုင်အဟောင်းလေးမှာထိုင်ရင်းကွယ်လွန်သွားတဲ့ခင်မွန်းတီရဲ့ဓာတ်ပုံကိုကြည့်နေခဲ့တယ်။အဲ့ဒီဆိုင်ကဟာရင်တစည်းတက်တက်မဟုတ်ပဲဇော်မင်းကိုတယောက်တည်းပြုစုပြောထောင်လာခဲ့ရတဲ့သူ့ရဲ့ရုန်းကန်မှုရဲ့ပြရုပ်တစ်ခုပဲဆိုင်ကကိုရေဘော်ကခြေရာတိုင်းမှာပုံမြင်တပုတ်စီရှိတယ်။မနှက်စောစောဈေးသွားတဲ့ခီးတွေနောက်ခုံဘော်ကဇော်မင်းလေးရဲ့ရေတံတွေသူ့သားចောင်းစီရဲ့အတွက်ပတ်စံစုဖို့မိုးရွာတဲ့ပြန်လာခဲ့ရတဲ့ညတွေ အခုတော့အဲ့ဒီဆိုင်ကဲဟာနှလုံးသားမရှိတဲ့လူတယောက်ရဲ့လက်ထဲမှာပိတ်မိနေပြီးဒေါခင်အေးကမျက်ရည်တုံရင်ဖျားသခင်ကျမတို့ရဲ့မျောလင်းချက်ကို ပြန်ပေးပါလို့တိုးတိုးလေးဆုတောင်းနေခဲ့တယ်။ရဲစခန်းကိုပြန်ရောက်တော့တင်းမာမှုတွေပုံမြင့်တက်လာတယ်။ဘုံမှုတီတာအောင်က နောက်မဆုတ်ဘူးစာရွက်စာတမ်းမရှိရင်ဒီကိစ္စကို ခမည်းရဲ့အထက်အရာရှိနဲ့စစ်ခုံထောက်ကိုတိုင်ကြားပြီးစုံစမ်းစစ်ဆေးခိုင်းမယ်လို့ချင်းချောက်လိုက်တယ်သူ့အတန်ဟာဓာသွားလို့ထက်ရှာနေပြီဥပကျော်ကရေလိုက်ပေမဲ့သူ့ရေတန်ထဲမှာ စိတ်လှုပ်ရှားမှုတွေပါနေတယ်။ကြိုက်တလောက်တိုင်းဘူမှုဒီမှာကျွန်တော်ကအကြီးဆုံးပဲလို့သူ့ဩဇာကို ထိမ့်သိမ့်ဖို့စူးစမ်းရင်းပြောလိုက်တယ်။ဒါပေမဲ့ဘူမှုတီတာအောင်က လူတယောက်ထက်ပိုကြီးတဲ့စနစ်တစ်ခုနဲ့ရင်ဆိုင်နေရမှန်းသိနေခဲ့တယ်။သူမဟာဥပကျော်ရဲ့နာမည်နဲ့ဝန်ထမ်းမှတ်ကိုမှတ်သားပြီးဇော်မင်းပတ်လှည့်လိုက်တယ်။ငါတို့အခုပြန်ကြမယ်ဒီကိစ္စမပြီးသေးဘူးလို့တိုးတိုးလေးပြောလိုက်တယ်။အဲ့ဒီညဘုံမှုတီတာအောင်ဟာတက်မတော်ဌာနချုပ်ကလုပ်ပေါ်ကိုင်းဘက်တဦးကိုဆက်သွယ်ပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့ဥပကျော်ရဲ့အချင်းပြက်ကွန်ရက်နဲ့ဆက်ဆက်နိုင်ခြေတွေကိုစုံစမ်းဖို့အကူအညီတောင်းခဲ့တယ်။ တဖက်မှာလည်းဇော်မင်းကသူ့မိဘေးမှာထိုင်ပြီးဒေါခင်အေးရဲ့လက်ကိုတင်းတင်းစုပ်ကင်ထားတယ်။ဘုံမှုတီတာအောင်ကကူညီမယ်လို့ပြည်ပေးထားတယ်။အမေကျွန်တော်တို့တယောက်တည်းမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့သူ့စိတ်ထဲမှာတော့တန်လျာတွေပြည့်နေခဲ့တယ်။အပြင်မှာရန်ကုန်ညကဖြင်းချင်းစွာတိုက်ခတ်နေတယ်ဒီတိုက်ပွဲဟာအခုမှစတင်ုံပဲရှိသေးတယ်လို့တိုးတိုးလေးပြောနေတယ်လို့ပဲ။ ရန်ကုန်မိုးကောင်းကင်ဟာမိခိုးရောင်တန်းနေပြီးလှိုင်းသားရကဒေါခင်အေးရဲ့ရိုးရှင်းတဲ့အိမ်လေးမှာသူ့စိတ်ထဲကဝင်ထုတ်ဝင်ပိုးကိုထင်ဟနေတယ်လို့ပဲသူခြေထောက်တန်ရာကြောင့်နာကျင်နေသေးဖြစ်ပေမဲ့ကိုနာကျင်ရတာက သူ့ဘဝရဲ့တစ်ခုတည်းသော အားကိုးရာဆိုင်ကယ်ရဲ့ကံကြမ္မာမတေချာမရေရာဖြစ်နေတာပါပဲ။ မျိုးတစ်ဖက်ကအနော်ရထာလန်းဘော်ကကော်ဖီဆိုင်တစ်ခုမှာဘုံမူတီတာအောင်ဟာဥပရေရေးရာကျန်းကျင်တဲ့သူ့လုပ်ဖော်ကင်ဖက်ဒုတိယဘုံမူကြီးမြင့်ဆွေနဲ့တွေ့ဆုံနေတဲ့ဒုဘုံမူကြီးဒီဆိုင်ကယ်သိန်းတဲ့ကိစ္စနောက်ွယ်မှာမကောင်းတဲ့အနံ့အသက်တွေကျမရနေတယ်။ဥပကျော်ကသူ့နောက်ွယ်မှာတယောက်ယောက်အကာအကွယ်ပေးနေတယ်လို့မျိုးတိတ်ကိုယုံကြည်မှုလွန်ကဲနေတယ်လို့ဘုံမူတီတာအောင်က ကော်ဖီခါးခါးကိုတောက်ရင်းပြောလိုက်တယ်။ ဒုပုံမူကြီးမြင့်ဆွေကခေါင်းကြီးလိုက်တယ်။ဥပကျော်ကရဲတပ်ဖွဲ့တွေကအထက်ရာရှိတချို့နဲ့အဆက်တွေရှိတယ်လို့ကြားတယ်။သူတို့ကတရားမဝင်တဲ့ကြီးတွေနဲ့ကစားနေကြတာကျွန်တော်စစ်ခုံထောင်းနဲ့ညှိနှိုင်းဖို့စစ်ဆေးကြည့်လိုက်မယ်လို့ပြန်ဖြေတယ်။ရဲစခန်းမှာတော့ဥပကျော်ကဗိုလ်မှူးတီတာအောင်ရဲ့ပါဝင်လာမှုက သူ့ကစားပွဲကိုချင်းချောက်နေမှန်းတည်နေတယ်။သူ့အခန်းနောက်ဘက်မှာတစုံတစ်ယောက်ကိုအတန်တိုးတိုးနဲ့ဖုံးဆက်နေတယ်ဆရာ။ အဲ့ဒီဆိုင်ကယ်ကိစ္စမှာတက်မတော်ကဝင်ရှုံနေတယ်ကျွန်တော်တို့အမြန်ရှင်းမှဖြစ်မယ်လို့တိုးတိုးလေးပြောလိုက်တယ်ဖုန်းတစ်ဖက်ကလေးလံတဲ့အတန်က ထုံးစံအတိုင်းပဲစီစဉ်လိုက် သူက ခေါင်းမာနေငါတို့မှနီးလန်းရှိတယ်လို့ပြန်ဖြေတယ်ဥပကျော်ကကောက်ကျစ်စွာပြုံးလိုက်ပြီးသူ့ကိုထောက်ပံ့နေတဲ့ကိုရဲကြောင့်လုံခြုံတယ်လို့ခန်းစားလိုက်ရတယ်တစ်ချိန်တည်းမှာပဲဇော်မင်းက ထိုင်ဆောင်မနေနိုင်တော့ဘူးသူ့အမေဈေးရောက်နေကြဈေးကိုတွားပြီး ဥပကြော်တောင်းတဲ့ဒဏ်ငွေပေးဖို့ပတ်စံချေးငားခဲ့တယ်ဒါပေမဲ့တခြားဈေးတွေတွေကခေါင်းခါပြကြတယ်ဇော်မင်းရေငါတို့လည်းခက်ခဲနေကြတာချေးလို့ရရင်တော့ကူညီမှာပါလို့ဟင်းဒီဟင်းရွက်တီတူကတနာကျင်လာတဲ့မျက်နာနဲ့ပြောလိုက်တယ်ဇော်မင်းဟာလက်ပလာနဲ့ပြန်လာခဲ့ရပြီး သူ့နှလုံးသားကြေကွဲသွားခဲ့တယ်ညရောက်တော့တင်ငန်းကျွန်းက သူ့အိမ်ကိုဘုံမှုတီတာအောင် ပြန်ရောက်လာခဲ့တယ်ဇပွဲငယ်လေးပေါ်မှာဒုဗိုလ်မှူးကြီးမြင့်ဆွေစီက ရလာတဲ့ဥပဒေဆိုင်ရာစာရွက်စာတမ်းတွေကို လေ့လာနေတဲ့တိုင်ကြားစာတွေမှာတူညီတဲ့ပုံစံတစ်ခုရှိနေတယ်။တရားဝင်စာရွက်စာတမ်းမရှိဘဲရင်သိမ်းစည်းမှုတွေအတိအပယ်မရှိတဲ့ဒဏ်ကြေးတွေစန့်ကျင်ရဲတဲ့သူတွေကိုချိန်ချောက်မှုတွေဒါဥပကျော်တယောက်တည်းရဲ့ကိစ္စမဟုတ်ဘူး။ဒါအမြင့်တွေနေတဲ့စနစ်တစ်ခုပဲလို့သူတိုးတိုးလေးရေရွတ်လိုက်တယ်။ ဒေါခင်အေးရဲ့အိမ်မှာတော့အခြေအနေတွေပိုတင်းမာလာတယ်။အိမ်ကြီးချင်းတွေက သူတို့အကြောင်းတိုးတိုးပြောဆိုလာကြတယ်။တချို့ကဒေါခင်အေးကိုရဲနဲ့ထိတ်တိုက်တွေ့ရဲလို့ဆိုပြီး အပြစ်တင်တဲ့လေတံနဲ့ပြောကြတယ်။ဒေါခင်အေးဟာကဘာကြီးကသူ့အတွက်တကားပိတ်သွားသလိုခံစားရပြီးခေါင်းငုံထားခဲ့တယ်။ဒါပေမဲ့စိတ်ပြတ်အားငယ်မှုကြားကပဲသူဇော်မင်းရဲ့လက်ကိုစုပ်ကင်လိုက်တယ်။ငါတို့မမှားဘူး။တားငါတို့ကငါတို့အခွင့်အရေးကိုပဲတောင်းဆိုနေတာလို့အားနေပေမဲ့စိတ်ပိုင်းဖြတ်မှုအပြေးနဲ့တိုးတိုးလေးပြောလိုက်တယ်။ ညာဘက်မှာဘုံမှုတီတာအောင်ဟာဒုဗိုလ်မှုကြီးမြင့်ဆွေစီကနေသတင်းစကားတစ်ခုလက်ခံရရှိခဲ့တဲ့ဥပကျော်ဟာအထက်ရာရှိတဦးရဲ့အမိန်အောက်မှာအလုံးလုံးနေတယ်ဆိုတဲ့ကနဦးတက်တေအထောက်ထားတွေရှိနေပြီးဒါပေမဲ့အဲ့ဒါကိုဖော်ထုတ်ဖို့အတွက်ဘုံမှုတီတာအောင်ဟာတတိထားရမှာဖြစ်ပြီးသူ့ရဲ့ခြေလမ်းတိုင်းကို အခုစောင့်ကြည့်နေပြီမိုးပွဲပွဲကရန်ကုန်ကိုဆူဆွစေပြီး လမ်းမတွေကို မြကိုပေါပါနဲ့ဖုံးလွှမ်းထားတယ်။ဘုံမှုတီတာအောင်ဟာဒုတိယဘုံမှုကြီးမြင့်ဆွေရဲ့စုံစမ်းမှုကနေရလာတဲ့စာရွက်စာတမ်းတွေကိုကန်ဆောင်ပြီးရဲစခန်းထဲကို ဝင်လာခဲ့တယ်။တရားမဝင်ရင်တင်းစီမှုတွေဟာဥပကျော်ရဲ့အထက်ရာရှိတဦးရဲ့အမိန်အောက်မှာထက်ခါတလဲလဲဖြစ်ပွားနေတဲ့အလေးထားတစ်ခုဖြစ်ကြောင်းတသက်ပြနေတယ်။ဥပကျော်ကသူတို့ကို မထီမဲ့မြင်ကြီးနဲ့ကြိုးဆိုတဲ့ဘုံမှု အဲ့ဒီဆိုင်ကယ်ကိစ္စကိုစွလုံနေတော့ပဲလားပြောပြီးသားပဲလေးသိမ့်ပေးလိုက်ပြီးပြီလို့လှောင်ပြောင်တဲ့အတန်နဲ့ပြောလိုက်တယ်။ဘုံမှုတီတာအောင်ကဒေါသကို ထိန်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်ရဲတက်ချက်ကြီး။ဒီသိမ့်စီမှုကဥပဒေချိုးဖောက်မှုဖြစ်ကြောင်းအစီရင်ခံစာ ကျမစီမှာရှိတယ်။ဒေါခင်အေးရဲ့ဆိုင်ကယ်ကိုဒီနေ့ပြန်ပေးပါဒါမှမဟုတ်ဒီတက်သေးတွေကို အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကို တင်ပြမယ်လို့စာရွက်စာရမ်းတွေပါတဲ့ဖိုင်ကိုထုတ်ပြရင်းပြသားစွာပြောလိုက်တယ်။ဥပကျော်ကရေလိုက်ပေမဲ့သူ့မျက်နာမှာတင်းမာမှုတွေရှိနေတယ်ဘူမူ။ချိန်မချောင်းတဲ့ဒီမှာကျွန်တော်ကအာနာရှိတယ်လို့ပြန်ပြောလိုက်ပေမဲ့သူ့အတန်ကအနှဲငယ်တုံရင်နေတယ်။ဇော်မင်းကမထိန်နိုင်တော့ပဲခမည်းမှာနှလုံးသားမရှိဘူး။ ကျွန်တော်အမေကရင်တိုင်းမှုရဲ့တားကောင်ပါရာဇဝတ်သားမဟုတ်ဘူးလို့ဒေါသတကြီးអော်လိုက်တယ်။ရဲစခန်းမှာအခြေအနေတွေပူလောင်လာချိန်မှာဥပကျော်ဟာနီးဖြူဟာပြောင်းလိုက်တယ်။ကောင်းပြီဘူမှုဆိုင်ကယ်ပြန်ယူလို့ရတယ်။ဒါပေမဲ့ဖြည့်ရှင်းကစက်တသိန်းခွဲရှိတယ်။ဒါနောက်ဆုံးပဲလို့ထိန်းချုပ်မှုကို ပြန်ရဖို့စူးစမ်းရင်းပြောလိုက်တယ်။ဘူမှုတီတာအောင်ကခေါင်းခါလိုက်တယ်။ကျမနောက်နေတာမဟုတ်ဘူး။ရဲတက်ချက်ကြီးဆိုင်ကယ်ကိုဘာမှမပါပဲပြန်မပေးရင် အဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတွားမယ်သူစကားတွေက မိုးကျိုးပစ်လိုက်တယ်လို့ပဲ ဥပကျော်ကိုတိတ်ဆိတ်သွားစေတယ်ပထမဆုံးအကြိမ်ဖြစ် သူယုံကြည်မှုပျောက်ဆုံးသွားပုံရတယ်အဲ့ဒီညဘုံမှုတီတာအောင်စီကိုမတိတဲ့နမတ်တစ်ခုကနေဖုံးဝင်လာတယ်တစ်ဖက်ကအတန်ကအေးဆက်ပြီးချင်းချောင်းနေတယ်ဘုံမှုကိုကိစ္စကိုလို့ဒါမှမဟုတ် ခမားမိသားစုဒုက္ခရောက်လိမ့်မယ်ဘုံမှုတီတာအောင်ဟာဖုန်းကို တင်းတင်းဆုပ်ကင်လိုက်တယ် သူ့နှလုံးခုန်မြန်လာပေမဲ့သူ့စိတ်ပိုင်းဖြတ်မှုကရိုင်းနဲ့မတော်ဘူးဒီချင်းချောက်မှုကသူ့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတာကိုပြနေမှန်းသူသိလိုက်တယ်။တဖက်မှာလဲဇော်မင်းကဂျာနယ်လေးတငယ်ချင်းကိုတက်ပိုင်စီသွားခဲ့တယ်တက်ပိုင်ဟာ ငါအမေဒုက္ခရောက်နေတယ်ရဲကငါတို့ဆိုင်ခဲ့အတွက်ပတ်စံတွေတောင်းနေတယ်ဘိုးမူးတီတာအောင်ကကူညီနေပေမဲ့သူတို့ကညစ်ပတ်တဲ့နီးတွေတုံးနေကြတယ်လိုရှင်းပြတယ်ကိုသက်ပိုင်ကခေါင်းညိပ်ပြီးသူ့မျက်လုံးတွေတောက်ပလာတယ်ဒီကိစ္စကကြီးရင်ငါဘရော့ဖြစ်အောင်ကူညီပေးနိုင်တယ်ဒါပေမဲ့တတိထားရမယ်ဇော်မင်းဒီလူတွေကမလွယ်ဘူးလို့ပြောပြီးအချက်လက်တွေကိုစတင်မှတ်သားလိုက်တယ်ညဘက်မှာဘိုးမူးတီတာအောင်က သူ့ကားကိုမောင်းနေတော့နံပါတ်ပြားမပါတဲ့ဆိုင်ကယ်တစ်စီးက သူ့ကိုလိုက်နေတယ်လို့ခံစားလိုက်ရတဲ့သူ့နှလုံးခုန်မြန်လာပေမဲ့စည်ရည်လေးချင်းမှုတွေကိုတတိယပြီးတည်ငြိမ်အောင်ထိန်းထားခဲ့တယ်။အပြင်မှာရန်ကုန်မြို့ကပြင်းထန်စွာတိုက်ခတ်နေပြီးဒီတိုက်ပွဲရဲ့အထွတ်ထိပ်ကိုရောက်တော့မယ်ဆိုတဲ့နမိတ်တစ်ခုကိုဆောင်ကျင်းလာတယ်လို့ပဲ။ရန်ကုန်မနက်ခင်းဟာတိမ်ထူတွေနဲ့ဖုံးလန်းနေပြီးထိတ်လန့်စရာကောင်းနေတဲ့ဘုံမှုတီတာအောင်ဟာ သူ့ဖုန်းကိုစိုက်ကြည့်နေတဲ့ကိုတက်ပိုင်ရဲ့တငယ်ချင်းဂျာနယ်လေးကရေးတဲ့ဆောင်းပါးရန်ကုန်ရဲ့ရင်တိုက်မှုတားကောင်ထမ်းမှငွေညှိဟုဆဆွဲခံရဆိုတဲ့ခေါင်းစဉ်နဲ့ဒေတာရင်းသတင်း website မှာတက်လာပြီးဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေပြီ။ရဲစခန်းမှာဥပကျော်ဟာထိတ်လန့်နေတယ်။သူ့ရဲ့မောင်းမာတဲ့မျက်နှာဟာအခုတော့ချွေးတွေနဲ့ပြည့်နေတယ်။သူသူ့ထက်အရာရှိရဲမှုဥထွန်းနိုင်ကို ဖုံးဆက်ပြီးဆရာဒီကိစ္စဘရောဖြစ်နေပြီ အဲ့ဒီတက်မတော်ကဘုံမူးကပြဿနာရှာတာလို့ညင်းညူလိုက်တယ်။ဦးထွန်းနိုင်ကအေးဆက်တဲ့အတန်နဲ့စိတ်ငြိမ်ငြိမ်ထားပြည်သူတွေကိုငြိမ်အောင်လုပ်လို့အဲ့ရင်အဲ့ဒီဘုံမူးကိုသင်္ကန်းစာပေးလိုက်လို့အမိန်ပေးတယ်။တစ်ချိန်တည်းမှာပဲဘုံမူးတီတာအောင်ကို မထင်မှတ်တဲ့ဧည့်သည်တအူးရောက်လာတဲ့အငိမ့်စားရဲရာရှီဟောင်းတအူးဖြစ်ပြီးဘုံမူး ကျွန်တော်ဥပကျော်အကြောင်းသိတယ်ကျွန်တော်အရင်ကအဲ့ဒီစနစ်ရဲ့အစိပ်ပိုင်းတည်းရဲ့ဖြစ်ခဲ့ဘူးပဲနောင်တရနေပါတယ်ခမည်းကို အထောက်ကူပြုနိုင်မဲ့စာရွက်စာတမ်းတွေရုံးဟောင်းမှာရှိတယ်လို့ပြောပြီးအစွတ်တစ်ခုကိုပေးလိုက်တယ်ဘုံမူတီတာအောင်ကပစွာကို စစ်ဆေးကြည့်လိုက်တော့ဥပကျော်နဲ့ဥထွန်းနိုင်ပါဝင်ပတ်သက်နေတဲ့မတင်ကားပွဲ ငွေလွှဲပြောင်းမှုတွေရဲ့စရင်းကိုတွေ့ရှိခဲ့တဲ့ဒီတက်တွေဟာသူတို့ကွန်ရက်ကိုတုံ့လို့စေနိုင်ပေမဲ့ဘုံမှုတီတာအောင်ကိုလည်းအနည်းငယ်ကြားရောက်စေနိုင်တယ်။ မိုးရေရွာသွန်းပြီးနောက်ရန်ကုန်မြို့ရဲ့လေတုကစိုးစွနေတဲ့ဘုံမူတီတာအောင်ဟာတက်မတော်ဌာနချုပ်မှထိုင်ရင်းရစွေခဲကစာရွက်စာရန်တွေကိုလေ့လာနေတဲ့တရားမဝင်တင်စီထားတဲ့ရင်တွေရဲ့စည်ရင်နဲ့အတူပိုင်ရှင်မဲ့ဘဏ်အကောင့်တွေစီစီးဝင်နေတဲ့ငွေကြေးစည်းစင်းမှုတွေပါဝင်နေတဲ့သူဒုတိယဘုံမူကြီးမြင့်စွေကိုဆက်သွယ်ပြီးဒုဘုံမူကြီး ဒါသူတို့ကွန်ရက်ကိုဖြိုခွင်းဖို့လုံလောက်ပြီးကျမမနှက်ဖြန့်အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကိုတင်ပြမယ်လို့ပြောလိုက်တယ်။အိမ်မာတော့ဒေါခင်အေးကသားရယ်။ဒီကိစ္စက တိတ်အနေရများနေရင်အဲ့ဒီဆိုင်ကယ်ကိုအဆုံးရှုံးခံလိုက်ကြရအောင်လို့အားနေတဲ့အတန်နဲ့ပြောလိုက်တယ်။ဇော်မင်းကခေါင်းခါပြီးအမေဒါဆိုင်ကယ်တစည်းရဲ့ကိစ္စမဟုတ်တော့ဘူး။ဒါတရားမျှတမှုအတွက်ပါဘုံမှုတည်တာအောင်က ကျွန်တော်တို့နိုင်တော့မယ်လို့ပြောတယ်လို့ပြန်ပြောလိုက်တယ်။မနက်ရောက်တော့ဘုံမူတီတာအောင်ကအနှင်းအမြန်လှုပ်ရှားခဲ့တယ်။သူတို့ဘုံမူကြီးမြင့်ဆွေနဲ့အတူအဂရီလိုက်စားမှုတိုက်ဖြည့်ရေးကော်မရှင်ရုံးကိုတွားပြီးစာရွက်စာတမ်းမိတူတွေကိုတင်ပြခဲ့တဲ့အပြင်မှာတော့ကိုတက်ပိုင်ရဲ့ဆောင်းပါးကြောင့်စိတ်တက်တက်ကြလာတဲ့ဒေသခံတစုကစုယုံနေကြတယ်။ဒေါခင်အေးရဲ့ဆိုင်ကယ်ကိုပြန်ပေးလို့လူငယ်တအူးကအော်ဟစ်လိုက်ပြီးတခြားသူတွေကလိုက်အော်ကြတယ်။ ဒါပေမဲ့သူအဆောက်အဦးတွေကထွက်လာချိန်မှာနမက်ပြားမပါတဲ့အနက်ရောင်ကားတစ်စီးကသူ့အနားမှာဖြည်းဖြည်းလေး မောင်းနှင်သွားတာကြောင့်သူ့ကြောထဲစိမ့်သွားခဲ့တယ်။အဲ့ဒီညအာဂရိလိုက်စားမှု တိုက်ဖြတ်ရေးကော်မရှင်ကဥပကျော်နဲ့ဦးထွန်းနိုင်ကိုစုံစမ်းစစ်ဆေးဖို့အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်ပြီးဆိုတဲ့သတင်းကိုဗိုလ်မှူးတီတာအောင်ရရှိခဲ့တယ်။ဒါပေမဲ့သူ့အိမ်ပြန်မောင်းလာချိန်မှာဆိုင်ကယ်နှစ်စီးကသူ့ကားကိုညက်ပူးညက်ပိတ်လုပ်ဖို့စူးစမ်းခဲ့တယ်။စစ်တီတဦးရဲ့ ်ကိုအသေးစိတ်နဲ့ဘုံမှုတီတာအောင်ကအရှိန်မြင့်ပြီးဒုဗိုလ်မှုကြီးမြင့်ဆွေကိုအကူညီတောင်းဖို့ဖုံးဆက်လိုက်တယ်။သူတို့အခုညစ်ပတ်တဲ့နီးတွေတုံးနေပြီကားလို့သူတို့တိုးလေးရေရွတ်လိုက်တယ်။ရန်ကုန်မနက်ခင်းဟာတင်းမာမှုတွေနဲ့ပြည့်နေတယ်။ဘုံမှုတီတာအောင်ဟာအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရှိမှရက်နေခဲ့တယ်။သူနှလုံးခုန်မြန်နေပေမဲ့စိတ်ပိုင်းဖြတ်မှုအပြည့်နေပဲ။တင်ငန်းကျုံကအတော်အိမ်မှာဒေါခင်အေးကဇော်မင်းကို ကြည်နေတဲ့သား ငါကြောက်တယ်ဒါကငါတို့ကိုပိုဒုက္ခရောက်စေမှာပဲလို့တိုးတိုးလေးပြောလိုက်တယ်ဇော်မင်းကသူ့မေရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးအမေလူတွေက ကျွန်တော်တို့ကို ထောက်ခံနေကြပြီးအဂတိလိုက်စားမှုတိုက်ဖြည့်ရေးကော်မရှင်ကဆက်လုရှားနေပြီလို့ဘုံမှုတီတာအောင်ကပြောတယ်ကျွန်တော်တို့ကြံ့ကြံ့ခံရမယ်လို့အားပေးလိုက်တယ်ရဲစခန်းမှာတော့အခြေအနေတွေရှုပ်ထွေးနေတယ်ဥပကျော်ကမျက်နှာဖြူဖြော့ပြီးထောင်းတနေရာမှာထိုင်နေတဲ့ရဲမှူးဦးထွန်းနိုင်က သူ့ခန်းထဲမှာကနာမငိန်လန်းဆောင်နေတယ်ဥပါကျော်မင်းသားကိုကိစ္စတေးသေးလေးလို့ပြောခဲ့တယ်လေအခုငါတို့အားလုံးရဲ့အာယုံဆိုင်မှုကိုခံနေရပြီလို့အုံငေါက်လိုက်တယ်ဥပါကျော်ကခေါင်းခါပြီးဆရာကျွန်တော်အမိန်တိုင်းပဲလုပ်ခဲ့တာပါအဲ့ဒီဘုံမှုကပြဿနာရှာတာလို့တုံရင်နဲ့အတန်နဲ့ပြန်ပြောတယ်ဘုံမှုတီတာအောင်ကအဂတိလိုက်စားမှုတိုက်ဖြည့်ရေးကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးမှုနဲ့တွေ့ဆုံပြီး ရန်စပီရဲကတက်သေးအထောက်ထားအားလုံးနဲ့ဥပကျော်နဲ့စကားပြောဆိုမှုအတန်ဖန်းခွေကိုပေးအပ်ခဲ့တယ်ပုံမူဒါကကြီးမားတဲ့ကိစ္စတစ်ခုပါ ကျွန်တော်တို့တခြားဒေသတွေမှာလည်းအလားတူပုံစံမျိုးတွေတွေ့ရှိထားတယ်ဥပကျော်နဲ့ဥထွန်းနိုင်ကိုစစ်ဆေးမေးမြန်းဖို့ဆင့်ခေါ်ပါမယ်လို့စုံစမ်းစစ်ဆေးရေးမှူးကပြောလိုက်တယ် အဲ့ဒီနေ့ညနေမှာငင်းချင်းစွာဆန္ဒပြပွဲတစ်ခုကျင်းပခဲ့တယ်။ရဲတပ်ဖွဲ့အင်္ဂရိလိုက်စားမှုရက်တန့်ပါနဲ့ဒေါခင်အေးရဲ့ဆိုင်ကယ်ကိုပြန်ပေးလို့ရေးထားတဲ့ဆိုင်းဘုတ်တွေကို ကင်ဆောင်ပြီးလူသားစင်ပေါင်းများစွာ စုဝေးခဲ့ကြတယ်။ဘုံမူတီတာအောင်က တက်မတော်ယူနီဖောင်းနဲ့အနားမှာရက်ပြီးစောင့်ကြည့်နေခဲ့တဲ့ရုတ်တရက်အမည်မသိလူတစုကခဲရီနဲ့ပြစ်ပေါက်ပြီးအဓိကယုံဖြစ်အောင်နှုံးဆော်ဖို့စူးစမ်းခဲ့တဲ့ဘူမူတီတာအောင်ကစစ်ခုံထောက်အဖွဲ့နဲ့ချက်ချင်းညှိနှိုင်းပြီးဒေသခံတွေကိုကာကွယ်ပေးခဲ့တယ်။အဲဒီလိုရှုပ်ထွေးနေချိန်မှာဒေါခင်အေးရဲ့ဆိုင်ကယ်ကိုရဲစခန်းထဲကနေရုတ်တရက်ထုတ်လာခဲ့ပြီးဂေးရှိမှာခြားထားလိုက်တဲ့ပြည်သူဖိအားက အလုတ်ဖြစ်စပြုနေပြီဆိုတဲ့လက္ခဏာပါပဲ။ အဲ့ဒီညဒေါခင်အေးနဲ့ဇော်မင်းတို့ဟာလွမြောက်လာတဲ့ဆိုင်ကယ်လေးနဲ့အတူလှိုင်းသားရကသူတို့အိမ်ကိုပြန်ရောက်လာခဲ့ကြတယ်ဒေါခင်အေးက ဆိုင်ကယ်အဟောင်းလေးကိုဖတ်ပြီးညည်ရေကြခဲ့တယ်တားရဲ့ဒါဆိုင်ကယ်တက်တက်မဟုတ်ဘူးဒါငါတို့ရဲ့မျောလင့်ချက်ပဲလို့တိုးတိုးလေးပြောလိုက်တယ်ဒါပေမဲ့ဘုံမူတီတာအောင်ကတော့ ိုက်ပွဲမပြီးသေးဘူးဆိုတာသိနေခဲ့တယ်ဌာနချုပ်မှာသူဥပကျော်ကိုစစ်ဆေးမေးမြန်းဖို့ထိမ့်သိမ်းလိုက်ပြီးဆိုတဲ့သတင်းရခဲ့တယ်ဒါပေမဲ့ဥထုံးနိုင်ကတော့လွတ်မြောက်နေသေးပဲရန်ကုန်မိုးကောင်းကင်ကြည်လင်လာတာနဲ့အမျှဘူမှုတီတာအောင်ဟာစစ်မှန်တဲ့တရားမျှတမှုကစောင့်ကြိုနေသေးတယ်ဆိုတာကို သိပြီးနောက်ဆုံးခြေလှမ်းအတွက်ပြင်ဆင်နေခဲ့ပါတော့တယ်ဒီဇလန်းဟာအပြင်လောကမှာရှိနေတဲ့ ဘဝဇလံပေါင်းများစွာတဲ့ကအပိုင်းအစတစ်ခုမျှသာဖြစ်ပါれကောင်းတာကို ယူမကောင်းတာကိုပယ်ကြပါတငယ်ချင်းတို့အနေနဲ့လည်းဒီလိုမျိုးထူးခြားတဲ့ဇလံတွေကိုဆက်လက်ခံစားခြင်းနဲ့ဆိုရင်တော့ Glory Story Channel ကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ